ေပြေရောဖိုင်းတွေကဗုဒ္ဓဘာသာမှတပါအခြားဘာသာတွေကလောက်ထားစော်ကားထားတယ်ဆိုတာကို တွေ့ရပါတယ်နော်ဘယ်ကြောင် ကဗုဒ္ဓဘာသာမှတပါ အခြားဘာသာတွေကလောက်ထားစော်ကားထားတယ်ဆိုတာကို တွေ့ရပါတယ်နော်အရင်ဆုံးပြောချင်တာက ကိုကိုကိုွယ်နေတဲ့ဘာသာကို တခြားဘာသာကစော်ကားထားရင်ဘယ်လိုခံစားရမလဲမခံနိုင်ကြဘူးစိတ်မချမ်းသာကြဘူး ဒေါသတွေဖြစ်တယ်ဒါကိုယ့်ဘာသာကိုစော်ကားလိုက်ဖြစ်တတ်တာဖြစ်တတ်ကြတာကြီးပဲเนาะဒီဗီဒီနဲ့ပတ်သက်ပြီးတော့စော်ကားထားတဲ့သူလည်းသူ့ဘာသာကိုထိရင်ခံနိုင်ပါမလားကိုချင်းစာတရားထားတတ်ဖို့ပြောတာเนาะသူတို့ပြောတဲ့ဘာသာတရားနိုင်ကငင်းချမ်းရဲကို ဥဒိထားတယ်ဆိုရင်ဒီလိုစော်ကားနေတာငြင်းချမ်းနိုင်ဥပမလားဘလို့မှမငြင်းချမ်းနိုင်ဘူးဒီလိုသူများဘာသာကိုစော်ကားနေတယ်ဆိုတဲ့ကကိုယူထားတဲ့ဘာသာကမငြင်းချမ်းနိုင်ဘူးဆိုတာဖော်ပြနေတာပဲကိုငှချင်းကိုချင်းနေတယ်လို့ဖြစ်နေဘူးလားမှတ်ထားပါ သူများဘာသာကိုစော်ကားနေတာဟာ ကိုယ်ဘာသာကအောက်တန်းကြနေလို့ရဲဆိုတာနော်ခမရတို့ဖះကအဲ့လိုကဲရဖို့တင်ပေးထားရင်တော့အဲ့ဒီဖះရောဘာသာဝင်ရောသုံးစားလို့မရတော့ဘူးအလွန်အောက်တန်းကြသွားပြီလောကမှာသူများစိတ်မချမ်းသာအောင်လုပ်နေတဲ့သူတိုင်းဟာ ကိုကိုယ်တိုင်စိတ်ချမ်းသာတယ်ဆိုတာမဖြစ်နိုင်တော့ဘူးမင်းတို့အဲ့လိုစော်ကားနေလို့ဗုဒ္ဓဘာသာဗုဒ္ဓတရားတွေကကွဲပြောက်သွားရောလားကိုယ့်ရဲ့စိတ်တဲ့ယုံညံ့နေတာကို သူများသိသွားတာက လွဲလို့မင်းတို့အတွက်ဘာမှအကျိုးမရှိဘူးဒါကိုနားလည်ထားပါမာရုရဲ့ဗုဒ္ဓဘာသာက ငါဘုရားသာသနာမှာငါရဲ့တာဝကဖြစ်တဲ့ဘိက္ခုဘိက္ခုနီဥပဒကဥပဒကမတွေကဖေယတရားတန်ခါတိခါတမာတိအပမာဒပဋိတန္ဓာရဒီလိုတရားတွေအပေါ်မှာမယိုတိကြားတော့တဲ့အခါဘုရားသာသနာကွယ်လိမ့်မယ်လို့ဟောထားခဲ့တာမင်းတို့ကိစ္စော်ကားနေတော့ဗုဒ္ဓသာသနာကွယ်သွားမှာမဟုတ်ဘူး ဘုရားအလိုကြပြောရရင်အမြဲမရှိသူမှတပါမှားတဲ့အယူရှိသူကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အမြဲမရှိတဲ့ဆိုတာသစ္စာလေးပါးတရားကိုသိတယ်ကံကံရဲ့အကျိုးကိုယုံကြည်တယ်ဘယ်ရာမှမမြဲဘူးတစ်ချိန်ပြည့်စည်သွားရမယ်စတဲ့အနိစ္စဒုက္ခအနတ္တကိုလက်ခံထားတဲ့သူမှသာအမြဲမရှိသူလို့ခေါ်တာ အဲ့ဒီအမြင်မဟာဗုဒ္ဓဘာသာမှာပဲရှိတယ်တခြားဘာသာမှာမရှိဘူးတခြားဘာသာကိုမိစ္ဆာဒိဋ္ဌိလို့တစွတ်ထိုးပြောတာမဟုတ်ဘူးနော်ကိုယ့်ဘာသာကိုကိုယ်လက်ခံနိုင်ကိုပြောတာကိုယ့်ဘာသာကိုလက်ခံနေယုံကြည်တယ်ဆိုရင်သူများဘာသာကို မပုတ်ခတ်ပါနဲ့မစော်ကားပါနဲ့လူတိုင်းပြောနေကြတယ် ဘာသာကအဓိကမဟုတ်ဘူးကိုချင်းစာတရားစီမှခွင်လွန်နိုင်မှမေတ္တာတရားတွေထားနိုင်မှကဘာကြီးကငင်းချမ်းမှာတဲ့ဒါတော့ဟုတ်ပါတယ်တန်ត្រာနဲ့ရှင်းလိုက်အယူမှန်မှအမြင်မှန်မှတန်ត្រာကိုဒုက္ခမှဖျက်မြောက်နိုင်မှဖြစ်ပါတယ်အယူမှားနေရင်တော့အမြင်မှားနေရင်တော့ ွားပြီးအောင်တော့တန္တရာဝဒုက္ခကြီးတဲ့တပွဲဝဲတလဲလဲနဲ့ဘယ်ဘုရားကအစစ်ဘယ်တရားက အနည်းဆိုတာခွဲခြားလို့ရတယ်ဝေဖန်လို့ရတယ်ဆွေးနွေးလို့ရတယ်ဘုရားကသူ့ကိုကဲ့ရဲ့ဆဲဆိုလာတဲ့သူကိုဘာမှမတုတ်ပြန်ဘူးတိခန့်ပြီးတော့ပဲနေတယ်ကိုယ့်ကိုကဲ့ရဲ့ဆဲဆိုလာတဲ့သူကို ကိုယ်ကလက်မခံဘူးဘာမှမတုတ်ပြန်ဘူး တီးခန့်လိုက်ရင်အဲ့ဒီကဲရဲ့ဆဲဆိုတဲ့သူစီပဲသူ့အာဟုတုကသူ့စီပြန်ရောက်သွားပါလိမ့်မယ်ဗုဒ္ဓဘာသာရဲ့အနေနဲ့သူများဝေဖန်ပုဂ္ဂတ်စော်ကားနေကြတာကိုကြည့်ပြီးစိတ်မကောင်းမဖြစ်ပါနဲ့နော်တီးခန့်နိုင်အောင်စူးစမ်းပါဗုဒ္ဓဝါဒဟာတဏီအဖြစ်ခန္ဒီဝါဒပါပဲအာဟုတုလုံတဲ့သူဟာသူ့အကျိုးနဲ့သူသွားပါလိမ့်မယ် ကိုစော်ကားတဲ့ပုဂ္ဂိုလ်ကမြင့်မြတ်ရင်မြင့်မြတ်တော့အပြစ်ကလည်းပို့ပြီးတော့ကြီးပါတယ်ဗုဒ္ဓမြတ်စွာဘုရားကားတဲ့သူကဘယ်လောက်အပြစ်ကြီးမလဲစဉ်းစားကြရတော့မလို့ဘူးเนาะတိတ်ကြောက်စရာကောင်းတယ်ကံတရားကြီးကစမ်းကြဲရဲဆိုတာကိုကိုယ်တိုင်ကစမ်းကြဲတဲ့ကံတွေပြုထားလို့ ကိုယ်ကိုယ်တိုင်ကစမ်းကြဲတဲ့ကံတွေကို ပြုထားလို့ကိုစမ်းကြဲနေတာဘုရားကိုစော်ကားတဲ့သူကိုကိုယ်ကပြန်ပြီးတော့တနာရအောင်မယ်မပြတ်မှတဲ့တဲ့သူကိုပြတ်မှလို့အကြီးအကျယ်ခံစားရအောင်မှာပါလားဆိုပြီးတော့လေဟုတ်တယ်မလားဘုရားဝါဒဟာမေတ္တာထားရမယ်တနာမှုကျင်နာမှုကရုဏာထားရမယ် သူများပေါဝမ်းမြောက်ဝမ်းသာတတ်ရမယ်ဥပိ္ခပြုတင်သူကိုဥပိ္ခပြုလိုက်ရမယ်ဒါဗုဒ္ဓဝါဒပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အယံယံယံအယံယံယံအယံ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 အယံယံအယံယံယံအယံယံယံအယံ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 အယံယံယံဒီလိုဗီဒီယိုတွေတွေ့လာလို့ရှိရင်ဗုဒ္ဓဘာသာတွေအနေနဲ့ စိတ်သက်သာရစေမဲ့ဤလန်းလေးတစ်ခုပြောပြမယ်နှလုံးသွင်းမှန်ဖို့နှလုံးသွင်းမှန်ဖို့ပြောပြမယ်တခုလောက်ဒီလိုဗုဒ္ဓကိုစော်ကားထားတဲ့ဗီဒီယိုလေးတွေအရင်တစ်ခေါက်ကဥစဉ်တင်ထားဖို့ပါတယ်နော်စိတ်မကောင်းဖြစ်တဲ့သူတွေကတော့ဟိုစိတ်မကောင်းတဲ့အကြောင်းတွေတော့တော်တော်များများမှန်းကြတာပေါ့နော် ဘယ်ဘာသာဝင်ဖြစ်ဖြစ်ကိုကိုကိုွယ်တဲ့ဖះကိုစော်ကားလာတာတွေ့ရင်စိတ်မကောင်းဖြစ်ကြတာကြီးပဲလေစိတ်မကောင်းဖြစ်ခြင်းအကြောင်းရင်းကကိုကိုကိုွယ်တဲ့ဘာသာကိုအတအစွဲတွေနဲ့ကိုကိုွယ်နေကြလို့ပဲဖြစ်ပါတယ်ငါတို့ကိုကိုွယ်တဲ့ဘာသာမှ အမှန်တခြားဘာသာတွေကမှားနေတယ်အဲ့လိုကြီးအတတွေနဲ့စွဲနေကြလို့ပဲဖြစ်ပါတယ် ဘာသာတရားအစွဲအလန်းကလည်းဘိန်းဆွဲသလိုပါပဲတတိချယုံကြည်ထားလို့ရှိရင်ကိုယ့်ဘာသာမှလွယ်ရင်တခြားဘာသာကို အမှန်မမြင်နိုင်တော့ဘူးအဲ့တော့ဘယ်ဘာသာကောမှအစွဲလန်းကြီးဆွဲမထားပဲဘာသာတရားအလုံးကို လေးလာစေချင်ပါတယ်အဲ့တော့မှကိုယ်အမှန်လို့ထင်တဲ့ဘာသာကိုရွေးချယ်တာအကောင်းဆုံးပဲ။ ဘဲဘာသာဖြစ်ဖြစ်မိဘဘိုးဘွားတွေက လက်ဆင့်ကမ်းလို့ကိုယ်ွယ်လာကြတာကြီးပဲများပါတယ်ဘဲဘာသာအမှန်လဲဆိုတာဘာသာအလုံးကို လေးလာတဲ့သူကအတော်လေးကိုချားပါပါတယ်ဦးစင်းကအခုဗုဒ္ဓသားတော့ဖြစ်တဲ့အနေနဲ့ဗုဒ္ဓဘာသာဝင်တွေကိုနည်းနည်းတော့ပြောမယ်ဗုဒ္ဓကိုစော်ကားနေတဲ့ဗီဒီယိုတွေကို ်ရိုးဖိုင်းတို့ကိုတွေ့ရင်စိတ်မကောင်းဖြစ်တာတော့ဒါကတော့ဖြစ်တတ်ပါတယ်အခုဥစဉ်ကအဲဒီလိုဗီဒီယိုတွေနဲ့ပတ်သက်လာရင်အဲဒီလိုဗီဒီယိုဗီဒီယိုတွေကိုတွေ့လာရင်စိတ်တက်တာရရစင်မဲ့နီလန်လေးတခုကိုပြောပြမယ်ဘယ်လိုလဲဆိုရင်ဥစဉ်တို့ဘောရဘာသာဝင်တွေကဖះကိုကိုးခဲ့တာဘာကိုကိုးခဲ့တာလဲ တခြားဘာသာဝင်တွေကတော့ပြောကြတယ်မင်းတို့ကရုပ်တုကို ကိုးကွယ်တာအုပ်ပုံကြီးကိုကိုးကွယ်တာတဲ့ဦးဇင်းတို့ကရှင်သူတော်ဆိုတဲ့ရုပ်တုကိုကိုးကွယ်တာလည်းမဟုတ်ဘူးဇေဒီဆိုတဲ့သူတို့ပြောတဲ့အုပ်ပုံကိုလည်းကိုးကွယ်တာမဟုတ်ဘူးတကယ်ကိုးကွယ်ရမှာဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုကိုးကွယ်ရမှာဖျားရှင်တတ်တော်ထင်စားမရှိတော့တဲ့အတွက် ဖះကုန်းတော်တွေကိုပုံတော်မှာမှန်းထားပြီးတော့ဖះဆင်းတတ်တော်ထင်စားရှိတကယ်တို့ကိုးကွယ်ရမှာအဓိကကဘာလဲဆိုလို့ရှိရင်ရတနာ၃ပါးလုံးဟာဂုဏ်တော်တွေကိုကြည်ညိုရမှာဖြစ်ပါတယ်ဆိုတော့တခြားဘာသာဝင်တွေက ဖះပုံတော်တွေကိုပဲအမျိုးမျိုးလုပ်ပြီးစော်ကားနေကြတာဖះဂုံတော်တွေကိုသူတို့စော်ကားလို့မရဘူးဗျာဦးဇင်းတို့ကဂုံတော်တွေကိုအ धिक ကြီးညိုယုံကြည်တဲ့အတွက်ပုံတော်တွေကိုစော်ကားလဲအနေသာကြီးပါဘာမှစိတ်မကောင်းမဖြစ်ကြပါနဲ့စော်ကားနေတဲ့သူတွေကပုံတော်ကိုအမျိုးမျိုးလုပ်ပြီးစော်ကားနေတယ်ဆိုပေမဲ့ ဗုဒ္ဓဘောမှာသူတို့ကမကောင်းတဲ့စိတ်တွေနဲ့ဗုဒ္ဓရဲ့ဂုံတော်တွေညှို့နှမ်းလိုတဲ့စိတ်နဲ့စော့ကားတဲ့အတွက်ကြောင့်သူတို့ဖောက်တဲ့လံသူတို့သွားပါလိမ့်မယ်သူတို့ဘယ်လောက်ပဲစော့ကားစော့ကားလာမင်းကြီးကိုခွေးကလေးကဥနေတယ်လို့ပဲလာမင်းကြီးကဥနေတဲ့ခွေးလေးကိုပဲဖြစ်ဖြစ်သူတော်ကောင်းတွေကိုပဲဖြစ်ဖြစ် မတူတော်တွေကိုပဲဖြစ်ဖြစ်ဘယ်သူကိုမှမခွဲခြားပဲအလင်းကတော့ပေးနေမှာပဲဗုဒ္ဓရောက်ွားတော့ကိုကိုးွယ်တဲ့နေရာမှာရုပ်ွားတော့ကိုကိုးွယ်တာမဟုတ်ပဲဂုံတော်တွေကိုကိုးွယ်တဲ့အနေနဲ့ကိုးွယ်ရမှာဖြစ်ပါတယ်ဂုံတော်တွေကိုပုံတော်မှာမှန်ထားပြီးတော့ဖះရှင်တတ်တော်ထင်စားရှိတဲ့ကဲ့သို့ ဖះရှင်ကိုကိုးကွယ်ရပါမယ်ဖះရှင်ကိုတသီထင်စားရှိတကယ်တော့ကိုးကွယ်ပါယုံကြည်ပါဖះရှင်ကိုတသီထင်စားရှိတကယ်တော့ဂုံတော်တွေကိုပုံတော်မှာမှန်းထားပြီးတော့ကိုးကွယ်တဲ့သူဟာကြီးညိုတဲ့သူဟာတသီထင်စားရှိတဲ့ဖះရှင်ကိုကိုးကွယ်တယ်လို့ပဲအကျိုးတရားတွေကထပ်တူရပါတယ် အဓိကပြောလို့ရင်ကပုံတော်ကိုကိုးကွယ်တာမဟုတ်ဘူးဂုံတော်တွေကိုကိုးကွယ်တာယုံကြည်တာစိတ်ကတ်တာပုံတော်ကိုစော်ကားနေလို့ဂုံတော်တွေညှိုးနှမ်းမသွားပါဘူးနော်အဲ့လိုလေးနှလုံးသွင်းလိုက်မယ်ဆိုလို့ရှိရင်စိတ်တက်တာရရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်